အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့နောက်ထပ်စံချိန်တင်မုံတိုင်းဘူဝလွိုင်းရဲ့မုံတိုင်းအစ်တရဲ့နောက်ဆုံးရအခြေအနေတွေနဲ့ဒီမုံတိုင်းအစ်တရဲ့မြန်မာနိုင်ငံပေါ်တက်ရောက်နိုင်မှုတွေကိုအားလုံးသတိထားအောင်တင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်လာတဲ့လေပြင်းနဲ့ရေဝန်းမုံတိုင်းငယ်အချိန်တက်ရောက်မှုနဲ့တိုင်ဖုန်းဘူဝလွိုင်းရဲ့ အရှိန်သက်ရောက်မှုများကြောင့်စက်တင်ဘာလ29ရက်နေ့30ရက်နေ့တွေမှာပင်လယ်ပြင်လေတိုင်ထုံတနအီမိုင်30ခန့်နဲ့လိုင်းမြင့်ရှစ်ပေခန့်ရှိနိုင်ပါတယ်။အေယာဝတီကန်ဒီပင်လယ်ပြင်မှာပင်လယ်ပြင်ရေလုံသားများမွန်တနင်္လာဤကန်ရွန်တန်တချောင်းမှာရေလုံသားများအသည့်တတိဖြစ်ကမ်းပြန်ဝင်ချိန်လုံလောက်စွာရရှိနိုင်ရန်ကြိုတင်အသိပေးလိုပါတယ်။မြန်မာနိုင်ငံတွင်နေရာနှံပြားမိုးသည်ထန်နိုင်ပြီး29ရက်နေ့နဲ့30ရက်နေ့ 48နာရီတွင်မိုးရေချိန်လေးလက်မမ6လက်မခန့်အထိရွာသွန်းနိုင်ပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်အခုဆက်လက်ပြီးစက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးပါမယ်ဘင်္ဂလားပင်လယ်ော်ချိန်တွေကတော့ယနေ့မြန်မာစံတော်ချိန်18နာရီ30ချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်နောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းသောလီဖီးယားနဲ့ဂျပန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအားကောင်းသောလီဖီးယားနဲ့ဂျပန်ဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရတီတာပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှမြောက်ပိုင်းကမ်းခြေတို့မှာနောက်ဆက်နှစ်နာရီတွင်မုန်တိုင်းငယ်ဖြစ်သောပိုမိုအားကောင်းလာနိုင်က28ရက်6လ2025ရက်နေ့မှာအော်ရတီတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှမြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ္ပတိပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာ မုတ်တုံလေအားအသင့်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာကြများရဖိလစ်ပိုင်ပင်လယ်ပင်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဘူဝလွိုင်းဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး28ရက်9လ2025ရက်နေ့မှာတောင်တရုတ်ပင်လယ်ပင်သို့ရောက်ရှိနိုင်ကြ တိုင်ဖုံးမနိုင်ဖြစ်အားကောင်းလာနေတယ်လို့ခံမှန်းရပါတယ်။အဲ့ဒီကနေတစဉ်အတောင်အောင်မြတ်ဘသူဆက်လက်ရွေးရှားနိုင်ပြီး28ရက်ကုလ2025ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခံမှန်းရပါတယ်။မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ကြုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရံနှုံးပြဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတိုင်းထွာကြများရနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်း မိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစရှိတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာတော့မြန်မာကန်ရိုနယ်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြောက်ရွံ့နိုင်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြန်မာကန်ရိုနယ်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါတယ် နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲ့အချိန်ထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲ့အချိန်ထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီးတဝိုက်အတွက်မနှက်ဖြန်မုန်းတဲ့အချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။လာမယ့်စနေတနင်္ဂနွေနေ့အားလည်ရံများအတွက်မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်နယ်ရန်ကုန်တိုင်းဒေသကြီးတို့မှာ နေရာအနှံ့ပြားနဲ့မန္တလေးတိုင်းဒေသကြီးမှာ နေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမြန်မာပြည်လွှမ်းမိုးကြီးနိုင်မဲ့ဒေတာများဆင်းရင်ကိုတင်ဆက်ပေးသွားပါမယ်။ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနာဂဒေသခန္ဒီခိုင်တို့မှာအနှဲငယ်အိပ်ပါမယ်။နေရာချိုးနေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးတွင်မှာရှိတဲ့ကတာခိုင်၊ကောလင်းခိုင်၊ကမ့်ဘလူခိုင်အဆိုပါဒေသများမှာ နေရာဆိတ်ဆိတ်မိုးနှဲငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါတယ်။ဟုံမလင်းခိုင်၊ရေဦးခိုင်၊ရွှေဘိုခိုင်၊စကိုင်းခိုင် မုံရခိုင်ရင်းမာမင်ခိုင်တမူးခိုင်နဲ့မော်လိုက်ခိုင်တို့မှာမိုးနဲ့ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်မန္တလေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့မြင်းကြံခိုင်ညောင်ခိုင်တို့မှာမိုးနဲ့ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနဲ့ငယ်ကြီးနိုင်ပါမယ်ကြံခိုင်များမှာနေရာချိုးနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနဲ့ငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပါတယ် နေပြည်တော်မှာတော့မိုးနှင်းငယ်မှမိုးသင့်တဲ့နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့ပခုတ်ကူခရိုင်၊၆ခရိုင်၊မင်းဘူးခရိုင်နဲ့မကွေးခရိုင်တို့တွင်မှာမိုးနှင်းငယ်မှမိုးသင့်တဲ့နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ကံကောခရိုင်၊တရက်ခရိုင်အောင်လန်ခရိုင်တို့မှာမိုးနှင်းငယ်မှမိုးအသင့်တဲ့နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါမယ်။ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ခရိုင်များတွင်နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနေငယ်မှာမိုးတင့်တင့်မိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်။ချင်းပြည်နယ်တွင်းမှာရှိတဲ့ဒေသချို့မှာတော့မိုးအနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းမှာရှိတဲ့မိုးမိတ်ခရိုင်မှာနေရာစိတ်စိတ်မိုးအနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပြီးကြံ့ခရိုင်များမှာအနေငယ်အေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင်းမှာရှိတဲ့ကလော့ခရိုင်နဲ့တောင်ကြီးတောင်ကြီးခရိုင်တို့မှာမိုးအနေငယ်မှာမိုးအသင့်တဲ့နေရာကွက်ကြားမိုးရွာသွားနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်။ရှမ်းပြည်နယ်ရှိပတ်မှာတော့မိုးအနေငယ်မှာမိုးအသင့်တဲ့နေရာကွက်ကြားမိုးရွာသွားနိုင်ပြီးအနေငယ်အေးပါမယ်။ကယားပြည်နယ်တွင်းမှာရှိတဲ့လွိုက်ကော့ခရိုင်ဒီမော့ဆုခရိုင်ဘော်လခဲခရိုင်နဲ့မဲဆက်ခရိုင်တို့တွင်မှာနေရာစိတ်စိတ်မှာနေရာကွက်ကြား မိုးနှိမ်ငယ်မှာမိုးအသင့်တင်ရွာသွန်းနိုင်ပြီးမိုးနှိမ်ငယ်ကြီးနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်းမှာရှိတဲ့ညောင်လေးပင်ခရိုင်နဲ့ပဲခူးခရိုင်တို့မှာနေရာစိတ်စိတ်မိုးနှိမ်ငယ်မှာမိုးအသင့်တင်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။တောင်ကုန်ခရိုင်နဲ့ပဲခူးတိုင်းဒေသကြီးခရိုင်တို့မှာအနောက်ချမ်းခရိုင်တွင် နေရာကွက်ကြားမိုးနှိမ်ငယ်မှာမိုးအသင့်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှိမ်ငယ်ကြီးနိုင်ပါမယ်။ AOD တိုင်းဒေသကြီးတွင်းမှာရှိတဲ့ခရိုင်များတွင် နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ရန်ကုန်တိုင်းဒေသကြီးတွင်းမှာတော့နေရာစိတ်စိတ်မိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။ကရင်ပြည်နယ်တွင်းမှာရှိတဲ့တန်တောင်ကြီးမြို့နယ်၊ဖားပုံမြို့နယ်၊ဖန်မြို့နယ်၊လှိုင်းခွဲမြို့နယ်၊ကောက်ကိတ်မြို့နယ်၊မြောက်ရီမြို့နယ်ကျိုင်းစိတ်ကြီးမြို့နယ်တို့မှာ နေရာအနှံ့များမှာနေရာစိတ်စိတ်မိုးနေငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။မော်မီနယ်တွင်းမှာရှိတဲ့ကြိုက်ထိုခရိုင်၊တထုံခရိုင်၊မော်လမြိုင်ခရိုင်နဲ့ရေးခရိုင်တို့တွင်မှာနေရာစိတ်စိတ်မိုးနေငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးတွင်မှာရှိတဲ့တဝဲခရိုင်၊ဘိတ်ခရိုင်၊ပုတ်ပြင်းခရိုင်၊ကော့ဂရိတ်ခရိုင်တို့တွင်မှာနေရာစိတ်စိတ် မိုးနှင်းငမှာမိုးအင့်နေရွာသွန်းနိုင်ပြီးငိုကြည့်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်တွင် 98B လေဖြားအားနဲ့ရဝန်ဆက်ဖြစ်နေခြင်းနဲ့ရာဂါရာဂါဆာစူပါတို့လိုတိုင်ဖုန်းမတိုင်းအကျဉ်းချံအထက်မြင့်လေးဝှလိုင်းသည်ပြတ်ပြဲသွားပြီးမနက်ဖြန်28ရက်နေ့ဘူဝါလိုင်းတိုင်ဖုန်းမတိုင်းဟာတောင်တရုတ်ပင်လယ်ပြင်ဝင်ရောက်တိုက်ခတ်ခြင်းအချိန်နဲ့ဘင်္ဂလားပင်လယ်အော်နဲ့ကပ်လီပင်လယ်ပြင်အနောက်တောင်မုတ်တုံလီဆက်အားကောင်းကာ မြန်မာနိုင်ငံနေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၄ခုစက်တင်ဘာလ၂၈ရက်နေ့လေတိုက်ခတ်နေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။စကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမိုးများစွာရောက်ပါမယ်။ဆလပီ၂၀၂၅ခုနှစ်စက်တင်ဘာလ၂၈ရက်နေ့မိုးရမယ့်မြို့နယ်များကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်မှရှိတဲ့ပဲခူးဖျားကြီး ရွှေတောင်တာယာဝတီ၃၀ကျုံပင်ကောင် အုတ်ဖိုပရိကုံဇီကုံမင်းလှစစ်ကွင်းလက်ပဒန်းညောင်လေးပင် မိုးညူနက်တလင်းတောင်ငူစွာရင်နီဖြူကြောက်ကြီးမုံညောင်ခါရှိဝေါ်ရွှေကျင် တိုက်ဦးတာယာဝတီ30ပိန်းစလုံးပြွန့်တစားကဝတက္ကလာ အုံးနှဲအင်းတကောအုတ်တွင်းနဲ့တနပ်ပင်မြေမှာမှာ မနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။အေယာဝတီတိုင်းဒေသကြီးတွင်မှရှိတဲ့ပသိမ်၊ဟင်းတရာ၊လေးမျက်နာ၊ထူးကြီး၊မြန်အောင်၊အင်ကပူ၊ကံကြီးတောင်၊ကျုံပြော၊ငပူတော်၊တာပေါင်း၊ငတိုင်းချောင်း၊ရွှေလောင်း၊ဝါခင်မ၊မြောင်းမြ၊ဓနုပြူ၊ညောင်တုံး၊ဇလွန်၊ဟိုင်းကြီးကျွန်း၊ငွေဆောင်၊ချောင်းသာ၊ကြောင်ကုန်၊အတုတ် ရေကြီးမော်ကျွန်းအိမ်မဲမိမ့်မလကျွန်းပြင်စလူဘုတ်ကလေးနဲ့ဖြာပုံတို့မှာမနက်တနာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်ရန်ကုန်တိုင်းဒေသကြီးတွင်းမှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ရန်ကုန်ရှေ့ပိုင်းခရိုင်တို့မှာမနက်တနာရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်မုံပြင်းနယ်အတွင်းမှာရှိတဲ့မော်လမြိုင်၊ကြိုက်ထူ၊စစ်တောင်၊မုဒုံ ေါင်ရေလမိုင်းတန့်ဖြူစရက်တထုံဘီလင်းကြိုက်မယောချောင်းစုံပေါင်နဲ့မုဒ္ဓမာတို့မှာမနက်တနင်္ဂနွေနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။ပြင်းပြင်းနဲ့တွဲမှာရှိတဲ့လှိုင်းဘွဲ့ဖအံအိန္ဒုမြိုင်ကလေးကြိုင်းစိတ်ကြီးဖျားသုံးစုစုကလီဝါလမြိုင်ပိုင်ကျုံကျုံတိုးမြဝတီ ရွှေကုတ်ကိုကြိုက်တုံး ကော့ဂရိတ်တို့မှာမနက်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။မကွေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့မကွေးမင်းလှအောင်လံတရက်ကံမမင်းတုံနတ်မောက်တောင်တွင်းကြီးဇလင်စကုကံကော ထီလင်စောကြောက်ထုမြိုင်ဆလေးပွင့်ဖြူပေါ့မင်းဘူးစင်ဖြူကျွန်းစင်ပောင်ဝဲကံမ ရေစကြူမြိုင်ရင်းနှံကြောင်မြို့သက်ပခုတ်ကူနယ်မြစ်ချူတို့မှာမနက်၈နာရီတောင်ပိုင်းမိုးကြဲကြဲမှ နေရာကွက်ကြားမိုးကြီးပါမယ်မန္တလေးတိုင်းဒေသကြီးတွင်းမှာရှိတဲ့နေပြည်တော်တက်ကုန်းလယ်ဝေးပြင်မနာမိုးကုတ်ပြင်ဦးလင်ပသိမ်ကြီးမိထီလာ ဝိုင်းတွင်းမန္တလေးရမဲတင်ပျော်ပွဲကုမဲမြင်းမူတကောင်းတပိတ်ချင်းမတရား စင်ကူငစွန်မလိုင်ပကံကြောက်စဲမြေသားကုမဲတောင်သာမြင်းချံမလိုင်ကြောက်ပတောင်ပကံညောင်ဦးနဲ့ဝိုင်းတို့မှာမနက်တနေ့နောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမိုးကြီးပါမယ်။စကိုင်းတိုင်းဒေသကြီးတွေမှာရှိတဲ့စကိုင်းမော်လိုက်မုံရွာကလေးကနီမင်းကင်းဒီပေရင်ပလဲမြင်းမူ ဝက်လက်ရွှေဘူဆလင်းကြီးကျွန်းလှအင်းတော်ဘုဒ္ဓလင်းကံဘလူဝန်းတူဟောမလင်းခမ်းပတ်တမူမြို့တဲ့ကောလင်းဗမောက်ကတာထီးကြိုင်မင်းကင်ဖောင်းပြင်ဒဇယ်ရေဦးခင်ဦးခန့်တီလက်ဟဲ့နဲ့ချောင်းတို့မှာမနက်တနားရီနောက်ပိုင်းမိုးများပါမယ် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တောင်ကြီး၊ကလော်၊အောင်ပန်း၊မိုင်းယောင်၊မိုင်းတုံ၊စီဆိုင်၊ပင်လောင်၊ပင်လုံ၊တာချီလိပ်၊တာလီ၊ညောင်ရွှေ၊အင်းလီ၊မိုးပြေ၊ဖဲခုံ၊လင်းခေ၊မိုင်းတုံ၊လာရှူ၊မိုးမိတ်၊မပိန်၊ကြောင်မဲ၊နောင်ချူ၊ကွမ်းလုံ၊ကွက်ခိုင်၊လောက်ကိုင်း၊မုံကူ၊မူဆဲ၊မိုင်းတုံ၊ကျိုင်းတုံနဲ့မိုင်းဖြတ်မြူမှာမှာ မနက်၂နာရီနောက်ပိုင်းမိုးကြဲကြဲမှမူကြည့်ပါမယ်။ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့စစ်တွေမောင်တော်ဘူးတီတောင်ကြောက်တော်မြောက်ဦးမြေပုံမြေငူကျွန်းမအီအန်းတောင်ကုန်းကွတန်တွဲကြောက်ဖြူမန်အောင်ရမ်းပြေ မောင်တော်မင်းပြပုံနာကျွန်းတို့မှာမနက်၃နာရီနောက်ပိုင်းမိုးကြဲကြဲမှနေရာကွက်ကြားမူကြည့်ပါမယ်။ ကချင်ပြည်နယ်တွင်းမှာရှိတဲ့ဗမော်ရွှေကူလိုင်စာမြကြီးနာဝိုင်းမော်မုံညင်မိုင်းကာဖာကန့်တနိုင်းပန်းဝါဆော့လော်တာလောကြီးတို့မှာမနက်တနင်္ဂနွေနောက်ပိုင်းမိုးများပါမယ်တနင်္သာရီတိုင်းဒေသကြီးတွေမှာရှိတဲ့တနင်္သာရီပလောက်လောင်းလုံးရေဖြူတရက်တရက်ချောင်းတဝဲမောင်းမကန်ဘိတ်ကော့တောင်းနဲ့ခမောက်ကြီးတို့မှာ မနက်တနင်္ဂနွေနောက်ပိုင်းမိုးကြဲကြဲမှ မိုးကြီးပါမယ်။ကြားပြည်နယ်တွင်းမှာရှိတဲ့ Lycor, Shadow, Dimoso, Fruso, Mochi တို့မှာမိုးရွာပါမယ်။ချင်းပြည်နယ်တွင်းမှာရှိတဲ့ Haka, Sami, Palawa, Mendat, Flan, Tantanan တို့မှာမနက်တနင်္ဂနွေနောက်ပိုင်းမိုးရွာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါရခင်ဗျာ။အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။